မင်္ဂလာလက်မှတ်ရေးထိုးပွဲမှာမိုးရီအဆက်မပြတ်ရွာသွန်းနေခဲ့ပေမယ့်ချွေးမလေးစိုးပြေတဲ့စင်ကပွဲလေးကိုထပ်လာတဲ့အချိန်မှာတော့မိုးကရုတ်တရက်တိတ်သွားခဲ့တာကြောင့်သူတော်ကောင်းမလေးဆိုပြီးတော့စိုးပြေတဲ့စင်ကိုချီးကျူးပြောကြားလာခဲ့တဲ့တရုတ်ဆောင်ဟိဝိယံရဲ့ဖခင်ကြီးဦးဝင်းကိုအားလုံးပဲမင်္ဂလာပါရှင်။မနေ့ကနိုဝင်ဘာလတရက်နေ့လေးမှာတော့တရုတ်ဆောင်ဟိဝိယံနဲ့စိုးပြေတဲ့စင်တို့ဟာနှစ်ဖက်မိဘတွေနဲ့ဆင်းမျိုးအတိုင်းဝိုင်းတွေရဲ့ရှေးမောင်းမှာမင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကျင်းပပြီးစီးခဲ့တာပဲဖြစ်ပါတယ်။ နိုဝင်ဘာလ၁ရက်နေ့လေးကဟင်းဝီရန်နဲ့ဆွေပြေးတစင်တို့နှစ်ယောက်ရဲ့စစ်သူတပ်တန်း၆နှစ်နဲ့၆လပြည့်တဲ့နေ့လေးဖြစ်ခဲ့ပြီးမင်္ဂလာလက်မှတ်ရေးထိုးပွဲနေ့လေးကိုလည်းတသက်လုံးအမတ်တရဖြစ်စေခြင်းလို့ဒီနေ့လေးကိုရွေးခဲ့တာဖြစ်တယ်လို့ဆွေပြေးကဆိုလာခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲမင်္ဂလာပွဲကျင်းပမယ့်အချိန်မှာမိုးကအဆက်မပြတ်ရွာသွန်းနေတာကြောင့်မြက်ခင်းပြင်မှာလက်မှတ်ရေးထိုးမဲ့အစီအစဉ်ကိုဖျက်သိမ်းရမလို့တောင်ဖြစ်သွားခဲ့ရတယ်လို့ဟင်းဝီရန်ရဲ့ဖခင်ဦးဝင်းကိုကအခုလိုပြောပြလာခဲ့တာဖြစ်ပါတယ်။ အစတော့ကတော့ဦးတို့ကအော်တိုအနေနဲ့အပြင်မှာပွဲကျင်းပဖို့အစီအစဉ်ထားတာပါဒါပေမဲ့ပွဲကျင်းပမဲ့အချိန်ရက်ထိမိုးကမရက်တော့အင်ဒိုအနေနဲ့ပဲလှုပ်လိုက်မယ်လို့ဦးကစီစဉ်ခဲ့ပေမဲ့တားတို့သမီးတို့ကခဏတော့စောင့်ကြည့်လိုက်ပါအောင်မယ်ဆိုပြီးတော့မိုးတိတ်တဲ့အထိစောင့်ခဲ့တာပါ။ဒါပေမဲ့မိုးကလုံးဝတိတ်သွားတဲ့အနေအထားမျိုးမရောက်ပဲနည်းနည်းလေးတော့ဆဲသွားပါတယ်။အဲဒီတော့မိုးပွဲပွဲလေးကြာနေတဲ့အချိန်မှာဦးတို့ရဲ့အစီအစဉ်ကိုစလိုက်ပါတယ်။ ပွဲကိုရောက်လာကြတဲ့သူတွေရောဦးတို့မိဘတွေရောအကုန်လုံးကပသိမ်ထီးကိုစီဆောင်ပြီးတော့ပွဲလေးကိုအရင်ဆင်းလာကြတာပါအဲ့ဒီအချိန်ထိလဲမိုးကအဆက်မပြတ်ရွာနေပါသေးတယ်တားငယ်ထွက်လာတဲ့အချိန်ထိတောင်မှမိုးကကျနေပါသေးတယ်ဒါပေမဲ့ထူးထူးခြားခြားပဲတမီးဆိုးပြိထွက်လာတဲ့အချိန်မှာမိုးကလုံးဝကိုရပ်သွားခဲ့တာပါ တမီးဆိုပြေကပြောတယ်ဒီပွဲအတွက်သူစုတွေလည်းတောင်းထားတယ်ဖះလည်းတရားရှင်ကိုထားတယ်တစ္ဆာလည်းဆိုထားတယ်လို့ပြောတယ်ဒါကြောင့်မလို့တမီးဆိုပြေရဲ့တစ္ဆာတရားတွေကြောင့်အခုလိုမျိုးမိုးကရက်သွားခဲ့တာကတော်တော်ကိုထူးခြားပါတယ်ဟုဆိုကဟေဝိယံရဲ့ဖခင်ဖြစ်သူဦးဝင်းကိုကဒိမရေးချရှိပြီးဘာသာတရားကိုင်းဆိုင်တဲ့ချွေးမလေးရဲ့အကြောင်းကိုဖော်ထုတ်ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ် တရုတ်ဆောင်ဆွေပြေးတဆင်ကနေစင်နဲ့အမျှ၅ပါးတီလာလုံးအောင်နေထိုင်သူတယောက်ဖြစ်တဲ့အပြင်မိမကောင်းမင်းမြတ်တယောက်လည်းဖြစ်တာကြောင့်ဟိဝရန်တို့မိဘတွေဘက်ကလည်းလူလူလားလားရှိခဲ့ကြတယ်လို့သူတို့မိသားစုထဲမှာဆွေပြေးလိုတန်ဖိုးရှိတဲ့မိန်းကလေးတယောက်ရောက်လာတဲ့အပေါ်မှာလည်းဂုံယူဝမ်းမြောက်မဆုံးဖြစ်နေကြရတာလည်းဖြစ်ပါတယ်ရှင်ယမင်္ဂလာဂတိသစ္စာဖြစ်ွားကိုရှင်ယမင်္ဂလာဂတိသစ္စာဖြစ်ွားကိုပညာရှိလူကြီးနည်းနှင့် ်ဂုံတရေရှိအသိတသိညာရှိမောက်တွင်ဂုံတရေရှိအသိတသိညာရှိမောက်တွင်ကျွန်တော်ကျမတို့ကိုယ်တိုင်မမီတို့ဤစိတ်ဆန္ဒအလျောက်မမီတို့ဤစိတ်ဆန္ဒအလျောက်သဘောတူလက်မှတ်ရေးထိုးကြပါသည်သဘောတူလက်မှတ်ရေးထိုးကြပါ